ထိုင်းတကြံကာလာတွင်မှာထိုင်းဆူရနေအထူးတင်းကျပ်ပြီးတော့ပုံမူပြင်းထန်တဲ့ငွေတန်ထောက်တန်တွေပါဝင်တဲ့စီမင်းစည်းကမ်း၅ချက်ကိုတတ်မှတ်ပြဋ္ဌာန်းကြေညာလိုက်ပါပြီ။နံပါတ်၁အထန်ချက်ဆက်မဖွင့်ရပါဘူး။အထန်ချက်ဆက်ဖွင့်ခဲ့မယ်ဆိုရင်ထောက်တန်တစ်လနဲ့ငွေတန်ပတ်နှစ်ထောင်ပါ။နံပါတ်၂ဆိုရှယ်မီဒီယာတွေမှာလူမှုကွန်ရက်စာမျက်နှာတွေမှာ Facebook တို့ TikTok တို့ Telegram တို့အဲ့ဒီဒီမှာအရက်သေးသာစောက်စားနေတဲ့ပုံကိုတင်လို့ဖြစ်စီအရက်သေးသာစောက်စားကြရအောင်ကွာပျော်ကြအောင်ကွာလို့လှုပ်ဆော်လို့ဖြစ်စီအဲ့ဒါမျိုးလှုပ်လာမယ်ဆိုရင်ထောင်နဲ့တက်တဲ့ငွေတန်ပတ်၅သိန်းဒါတော်တော်ပြင်းထန်တယ်နော်နံပါတ်3သူတစ်ပါးကိုမဖွဲမရပြုတ်မှုမယ်ဆိုရင် ထောင်တန်းစင်နဲ့ငွေတန်းနှစ်သိန်းဒါလည်းပြင်းထန်တာပဲသူတော့မပွဲပဲပြုပြုမှုတယ်ဆိုတာတွေကကျွန်တော်စိုက်ကယ်စီးလာတဲ့လူကိုပြင်းပြင်းထန်ထန်ပက်ထွက်လိုက်တာပြီးတော့ပေါင်တာတွေပါတွေကိုအယုတ်ဆိုးကြီးကြသွားဖမ်းတာပြီးတော့ယောက်ျားလေးမိန်းကလေးခန္ဓာအိုးတွေတွေကိုမဖွယ်မရကိုယ်တိုင်ကိုကြပြုမှုတာရဲ့တကြံရေပြွတ်တွေနဲ့မခွယ်မရပြုလုပ်တာတွေဒါတွေပြောတာပါ အဲ့ဒီအတွက်အဲ့ဒါလည်းတော်တော်ပြင်းထန်တဲ့ဖြစ်တယ်မှာထောင်တန်း7နှစ်ငွေတန်း2သိန်းနောက်နံပါတ်2တကြံကားပေါ်မှာအရက်သေးစာတောက်စားမယ်ဆိုရင်ငွေတန်ကျွန်တော်တို့6000ထောင်တန်း6လနောက်က လုံလုံချုံချုံမွေစားပဲ ਨੇ တကြံမှာလဲမယ်ပတ်မယ်လမ်းလျှောက်ပြီးပဲလဲလဲစပိန်စီးဆိုက်ကယ်စီးမော်တော်ယာဉ်စီးပဲလဲလဲ ပတ်9000အဲ့လိုအထူးကစီမင်းစီကံ9ချက်ကိုပြုမူထားပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့မဖွဲမွေရာပြုမူမယ်ဆိုရင်ထောင်တန်း10နှစ်ပတ်နှစ်သိန်းဆိုတာတော့အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်ထိုင်းရောက်မြန်မာတိစီရဆီယမ်မိုးချက်ပါပြောပြီဗျာစီကျင်ကြအောင်ပြင်ဆင်ကြအောင် EECC လေးပဲညီညီချမ်းချမ်းတူတူတိတ်လေးဖြတ်တန်းကြအောင်ပါ